ဆီယမကတော့ great 10သင်ယိုသည်သင်္ချာဘာသာရပ်ကိုသင်ကြားမယ်ဆီယမဖြစ်ပါတယ်ဆီယမဒီနေ့သင်ကြားဆွေးနွေးမယ့်ခေါင်းစဉ်လေးက chapter 7 probability ပဲဖြစ်ပါတယ် ကျမကနောက် number 5ကလေးကိုဆက်ပြီးရှင်းပြထားတာဖြစ်ပါတယ်။ number 5မှာပြောထားတာက a box contains 4 marbles or 2 blue 1 red and 1 yellow a box contains 4 marbles marble 4ခုပါမယ်2 blue 1 red and 1 yellow ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ a marbles is chosen the color is red got and the marble is not replaced မာပဲတလုံးကိုရွေးလိုက်မယ်တဲ့ the color is record record မကလောင်မှတ်ထားလိုက်မယ် the marble is not replaced မှတ်ထားပြီးအဲ့မာပဲကြီးကိုရွေးလိုက်တဲ့မာပဲကြီးကိုဆရာမတို့က is not replaced တဲ့ပြန်မထားဘူးပု္ပ္ပာမှာအရေးကြီးဆုံးချက်ပါပြန်ထားလားပြန်မထားဘူးဆိုတာတေချာတေချာဖတ်ရမှာဖြစ်ပါတယ် then another marble is chosen and the color is record နောက်ထပ်တစ်ခုထပ်ရွေးမယ်အယောင်ကိုမှတ်ထားမယ် draw a tree diagram to determine possible outcomes possible outcome ရဲ့အတွက်ဖြစ်နိုင်မဲ့ရလဒ်အလုံးကိုဆုံးဖြတ်ဖို့ရန်အတွက် tree diagram ကိုဆွဲပါ hence find the probability of a getting to blue marbles and number b getting to different colors number a ရဲ့မိခွန်းက getting to blue marbles နောက်ခုစလုံးအပြာရောင်ဖြစ်မဲ့ဖြစ်တန်ဆောင်းကိုမေးထားတာဖြစ်ပါတယ်။ number B ရဲ့မေးခွန်းက probability getty two difference color နောက်ခုစလုံးအရောင်မတူတဲ့ဖြစ်တန်ဆောင်းကိုမေးထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကအဲ့ဒါဆိုရင်သူ့ရွေးမှာကနှစ်ခါဖြစ်တဲ့အတွက် marble နှလုံးဖြစ်တဲ့အတွက် first draw နှစ်ခါဆွဲမှာဖြစ်တဲ့အတွက် second draw ဆိုပြီးခေါင်းစဉ်ကိုစဉ်းစားပြီးထားလိုက်ပါမယ်။ first draw နဲ့ second draw ဆွဲပြီးတဲ့အခါမှာ possible အောက်ကန်းကိုရလာမှာဖြစ်ပါတယ်။ ကျွန်မတို့ကဘလူးမာဘယ်ကနှစ်ခုဖြစ်တဲ့အတွက် B1 B1 ပြီးရင်ပထမတစ်ခါရွေးပြီးရင်ပြန်မထက်တဲ့အတွက် B1 ကပြန်မပါတော့ဘူးဆရာမတို့က B2 ရယ် R ရယ် Y ရယ်ပဲရကျွန်မတို့က tree line ကိုဆက်လိုက်မယ်ဆိုရင် B1, B2, B1, R, B1, Y tree diagram နဲ့မှာပါတဲ့ B1, B2 ဆိုတာက blue marble တွေ red marble တွေ yellow marble တွေကိုညွှန်ထားတာဖြစ်ပါတယ် ဟုတ်ပြီဆာမကဘီ1ရွေးပြီးရင်နောက်ထပ်ဘီ2ကိုဆက်ပြီးတော့ဆွဲလိုက်မယ်ဘီ2ကိုဆွဲထုတ်လိုက်ရင်ဘီ2ရွေးပြီးရင်ဘီ2ကိုမှတ်ထားပြီးတော့ပြန်မထည့်ဘူးလို့ပြောတဲ့အတွက်ဘီ2မပါတော့ဘူးဘီ1ရဲ့ R ရဲ့ 1> ရဲ့ဆိုပြီးတော့ပြန်ပါမယ်အဲ့ဆိုရင်ဆက်လိုက်မယ်ဆိုရင် B2, B1, B2, R, B2, Y ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်။နောက်တစ်ခုထပ်ပြီးတော့ RAM ပဲကိုယူလိုက်မယ်။ RAM ပဲယူလိုက်ရင် B1, B2, RAM ပဲပြန်မှာပါတဲ့အတွက် Yellow Y ဆိုပြီးဖြစ်လာမယ်။ R, B1, အာကောမ B2 အာကောမ Y ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်ကျွန်မတို့က B1 ရဲ့ B2 ရဲ့အာရရွေးပြီးရဲလို့ကိုရွေးလိုက်မယ်ရဲလို့ဆွဲလိုက်မယ်ဆိုရင် Y1 ပြီးရင် B1 B2 Y ပြန်မပါတဲ့အတွက်အာအဲ့ဒါဆိုကျွန်မတို့က Y ကောမ B1 Y ကောမ B2 Y ကောမ R ဆိုပြီးပူစေဘအောက်ကန်းတွေကိုရလာမှာဖြစ်ပါတယ်ပူစေဘအောက်ကန်းရေအတွက်က3ခုဖြစ်တဲ့အတွက်စုစုပေါင်းဘယ်နှခုရမှာလဲဆို12ပူစေဘအောက်ကန်းကိုရမှာဖြစ်ပါတယ် အဲ့ဆိုဆရာမတို့ကဒီမှာမဆွဲခင်မှာ less two blue မှာပဲကို b1 b2 လို့ထားမယ် red မှာပဲကို r လို့ထားမယ် yellow မှာပဲကို y လို့ထားမယ်ထားပြီးတော့ဆရာမတို့က tree diagram မှာအသုံးပြုရမှာဖြစ်ပါတယ်ဆရာမတို့ကအဲ့ဆို tree diagram နေရတာက the simple space consists of 12 outgain ဆိုပြီးတော့ simple space မှာပါဝင်တဲ့ outgain ရေအတွက်က12ဆိုပြီးအဖြေကိုရမှာဖြစ်ပါတယ်ဟုတ်ပြီဆရာမတို့က number a အတွက် အဖြစ်ကိုတွက်မယ်ဆိုရင် event တစ်ခုဖြစ်မယ်ကျမတို့လိုချင်တဲ့ event က2 blue မှာပဲဖြစ်တဲ့အတွက် b1, b2 ကလည်း2 blue မှာပဲ b2, b1 ကလည်း2 blue မှာပဲဖြစ်တဲ့အတွက်ကျမတို့လိုချင်တဲ့ events က is B1, B2 နဲ့ B2, B1 ဆိုပြီးတော့အစုကိုရမှာဖြစ်ပါတယ်။ကျမတို့လိုချင်တဲ့ probability of getting 2 blue marbles equal to even မှာပါဝင်တဲ့ဖြစ်ရည်အတွက်က2 simple space မှာပါဝင်တဲ့ဖြစ်ရည်အတွက်က12ဆိုပြီး U သုံးလိုက်မယ်ဆိုရင်ကျမတို့က1 divided by 6ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ ဟုတ်ပြီကျမတို့ကနံပါတ်ဘီကိုဆက်ပြီးတွက်ပြမယ်နံပါတ်ဘီမှာလိုချင်တာက two different color လို့ပြောတဲ့အတွက်ကျမတို့က different color ဆက်ခုရမှာပေါ့ကျမတို့ကအဲ့ဆိုလိုချင်တဲ့ even the even is အစုထဲမှာကျမတို့က difference color ဆယ်ခုကိုပြထားပါတယ်အဲ့ဆိုကျမတို့လိုချင်တဲ့ဖြည့်အထက်မှာပါဝင်တဲ့အရေးအတွက်ကမနက်ခုရမှာလဲဆိုတော့ဆယ်ခုကျမတို့က p getty two different color two different color ကိုလိုချင်နေဆိုရင်ကျွန်တော်တို့က number ရေးအတွက် different color ရဲ့အရေးအတွက်ကို t ကျွန်တော်တို့က simple space မှာပါဝင်တဲ့အရေးအတွက်နဲ့စာမှာဖြစ်တဲ့အတွက်10 by 12 equal to 5 by 6ဆိုပြီးအဖြေကိုရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်ဘယ်လိုတွက်လို့ရသေးလဲဆိုတော့ကျွန်တော်တို့က 2 plus မှာပဲအယောင်2လားဒီကိုနှုတ်လိုက်မယ်ဆိုရင် different color ကိုလိုချင်နေဆိုရင်1နဲ့နေ1 by 6ကိုနှုတ်လိုက်ရင်5 by 6ဆိုပြီးအဖြေကအတူတူပဲဖြစ်ပါတယ်။တိုက်တဲ့နီးနဲ့တွက်လို့ရပါတယ်။နှစ်ခုစလုံးကအတူတူပါပဲဆရာမတို့ပြောထားတာက။ဆရာမကနောက်မှာပုံစံဒူပုတ်စာလေးတွေကိုပေးထားပါတယ်။စူးစမ်းပြီးတွက်ကြည့်ပေးပါ။ number 3လည်းပေးထားပါတယ်။ number 4လည်းပေးထားပါတယ်။မင်းတို့တွက်ပြီးတဲ့အခါမှာအဖြေကိုစစ်ဆေးဖို့ရန်အတွက်အဖြေလေးတွေလည်းပေးထားပါတယ်။ number 3ရဲ့အဖြေက 1 divided by 3လို့ပေးထားပါတယ်။ number 4ရဲ့အဖြေကကြတော့3 divided by 10 3 divided by 10နဲ့1 by 2ဆိုတဲ့အဖြေကိုပေးထားပြီးသားဖြစ်ပါတယ်။ကျွန်မကဆက်ပြီးတော့ example 3ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ example 3မှာကတော့ in the symbols of 50 people symbol ထဲမှာဆိုရင်50 people ရှိတယ်။အယောက်90ရှိတယ် symbol ထဲမှာ။အဲ့ဒီအယောက်90တွေကမှာ21 hash type o တဲ့ blood 21မှာရှိတာက အိုသွေးအမျိုးအစားတွေရှိရဲတဲ့21 21ယောက်က 22h type A plus 22ယောက်ကကြတော့ A သွေးအမျိုးအစားတွေရှိတယ် fight head type B blood 9ယောက်ကကြတော့ B သွေးအမျိုးအစားတွေရှိတယ် and 2h type AB blood နှစ်ယောက်ကကြတော့ AB သွေးအမျိုးအစားတွေရှိတယ်ဆိုတော့ကိုခွဲပြောထားတာဖြစ်ပါတယ်စင်ပယ်ထဲမှာရှိတာက လူကအယောက်90အဲ့ထက်မှာ21ယောက်ကအိုသွေး22ယောက်က A သွေး9ယောက်က B သွေးနဲ့2ယောက်က AB သွေးဆိုပြီးပေးထားတာဖြစ်ပါတယ်။ကျမတို့ကပြန်ပြီးပေါင်းကြည့်လိုက်ရင်7 29 21ဆိုတော့ 50B base ကိုပြန်ရမှာဖြစ်ပါတယ်။မမတို့မအောင်မမေးခွန်းနေမေးထားပါရယ် find the following probabilities အောင်မပေးထားတဲ့ probabilities တွေကိုရှာပေးပါလို့ပြောထားတာဖြစ်ပါတယ်အဲဆိုနံပါတ် A ကမေးခွန်းက A person has type O blood A person has type O blood အိုသွေးရှိတဲ့လူတွေရဲ့ဖြစ်တန်စွမ်းလို့မေးထားတာဖြစ်ပါတယ်။နံပါတ်ဘီက A person has type A or type B blood A သွေးရှိတဲ့သွေးမျိုးစားတွေနဲ့ B သွေးရှိတဲ့လူတွေရဲ့လူတွေရဲ့ဖြစ်တန်စွမ်းကိုမေးထားတာဖြစ်ပါတယ်။နံပါတ်စီက A person has neither type A nor type O blood A သွေးလည်းမရှိဘူး O သွေးလည်းမရှိတဲ့လူတွေရဲ့ဖြစ်တန်စွမ်းကိုမေးထားတာဖြစ်ပါတယ်။နံပါတ်2က A person does not tight AB blood လူကိုမေးထားတာဖြစ်ပါတယ် AB သွေးမဟုတ်တဲ့လူရဲ့ဖြစ်တန်စွမ်းကိုမေးထားတာဖြစ်ပါတယ်ဆရာမကပုံစံလေးကိုမတွက်ခင်ရှင်းအောင်ဇာတ်လေးကိုပြထားတာဖြစ်ပါတယ်ဒါမှလွယ်လွယ်ကူကူယူသုံးလို့ရအောင်ရအောင်ဖြစ်တဲ့အတွက်ဇာတ်လေးကိုဆွဲပြထားတာဖြစ်ပါတယ် type of blood သွေးအမျိုးအစားတွေသွေးအမျိုးအစားတွေဆိုရင်ဆရာမတို့ကသွေးတွေသွေးအမျိုးအစားတွေက A B AB O A သွေးရှိတဲ့အမျိုးအစားရှိတဲ့လူရည်တွက်က 22 B သွေးရှိတဲ့အမျိုးအစားက5 AB သွေးရှိတာက2 O သွေးရှိတာက21ဆိုပြီးတော့စုစုပေါင်းရေအတွက်က simple 50ကိုပေးထားတာဖြစ်ပါတယ်စုစုပေါင်း simple တို့မို့ possible အောက်ကန်းရေအတွက်ကို90လို့ပေးထားပြီးဖြစ်ပါတယ်။ကျမတို့ကဒီမှာဆိုရင် simple ထဲမှာပါတဲ့ရေအတွက်ဖြစ်တဲ့အတွက် number of s equal to 50။ဟုတ်ပြီ ပြီးတော့ e လိုချင်တဲ့ဖြစ်ရက်အတွက် probability ကိုလိုချင်နေဆိုရင် number of e divided by number of s ဆိုပြီးပုံသေးနည်းကိုပြောပြထားတာဖြစ်ပါတယ်။ကျွန်တော်ကဟုတ်ပြီးပြီးတော့ o o သွေးရှိတဲ့လူတွေရဲ့ဖြစ်တန်စွမ်းကိုလိုချင်ရင် number of o by number of s ဆိုတဲ့အတွက် o သွေးမျိုးစားရှိတဲ့အရေးအတွက်က21ဖြစ်တဲ့အတွက်21 divided by 50ကျင်းလို့ရရင်ကျင်းပါမယ်ကျင်းလို့မရတဲ့အတွက်မူလအတိုင်းပဲထားမယ်။ number b a or b B O A O B equal to A သုံးမဟုတ် B ဖြစ်တဲ့အတွက်22နဲ့5ဆိုတော့27ရပါမယ်။အရေအတွက်က27 divided by စုစုပေါင်း simple space ရဲ့အရေအတွက်က50ဖြစ်တဲ့အတွက်50ပဲဖြစ်ပါမယ်။ number C P neither A nor O A သွင်းနဲ့ O သွင်းမဟုတ်တာတဲ့။မတို့က A နဲ့ O မဟုတ်တာဆိုတော့ B နဲ့ AB ပဲရှိမယ်။ B နဲ့ AB ဖြစ်တဲ့အတွက်ဆရာမတို့က7အရေအတွက်က number တော့ neither a nor o ဆဲပြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့က probability or neither a nor o လို့ကြည့်ရင် neither a nor o ရဲ့အရေအတွက်ကို d simple space ရဲ့အရေအတွက်နဲ့စာဖြစ်တဲ့အတွက်7 divided by 50ရဲ့အဖြေကိုရမှာဖြစ်ပါတယ် ဘီဆမ်မကနောက်ထပ်နံပါတ်ဒီကိုဆက်ပြီးရှင်းပြမှာဖြစ်ပါတယ်။နံပါတ်ဒီကမေးထားတာက not AB AB သွေးမဟုတ်တာလို့ပြောထားတဲ့အတွက် P or not AB ကိုလိုချင်ဆမ်မတို့က AB ကိုဖယ်လိုက်မယ်။ AB ဖယ်လိုက်ရင် A သွေးရ22ရောက် B သွေးရ9ရောက် O သွေးရ21ရောက်ဖြစ်တဲ့အတွက်စုစုပေါင်း4848ရောက်ရမှာဖြစ်ပါတယ်။နံပါတော့ not AB ဆိုတာက48 simple space မှာပါတဲ့ number က15ဆမ်မတို့ကအစားသွင်းလိုက်မယ်ဆို48 by 50အစားသွင်းလိုက်ပါမယ်။ ဆရာမတို့ကအငယ်ဆုံးအပိုင်းကိန်းပုံစံဖြစ်အောင်ပြောင်းရမှာဖြစ်တဲ့အတွက်ခြေလို့ရတာဖြစ်တဲ့အတွက် equal 24 divided by 25ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်ဆမကနောက်ထပ် example 6ကိုဆက်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်။ example 6မှာ two fair dice are thrown and the numbers appear when top face are recorded. Find the property of each event. Number A the first die show Tamadaya, five per day per day. Number B, the sum of the numbers on the side is seven. Time for machine, number A, bounce, seven per day per day. Number C, the product of the numbers on the two types is greater than 24. အဲ့မှာ dice ပေါ်မှာပါဝင်တဲ့ကနန်းရဲ့မြောက်လက်ကဆိုရင်24ထက်ကြီးမဲ့ဖြစ်တန်စွမ်းဆိုပြီးတော့မေးထားတာဖြစ်ပါတယ်။ two fair dice ဖြစ်တဲ့အတွက် answer တော့ဖြစ်တဲ့အတွက် answer တော့မှာမင်းတို့သိပြီးသားမျက်နှာပြင်6ဖက်ရှိမယ်။မျက်နှာပြင်6ဖက်ပါတယ် answer တော့ကို3 and the number appearing the top face are golden ။ပထမဆုံး top face ထိုင်းမျက်နှာမှာပေါ်နေတဲ့ကနန်းတွေကိုမှတ်ထားမယ်လို့ပြောထားတာပါ။ two fair dice လို့ပြောတဲ့အတွက် answer တော့ကိုနှစ်ခါပြစ်မယ်။ ကျမတို့ကအဲ့ဒါဆိုရင်ပိုစေဖေအောက်ကန်းလို့ပြောတဲ့ simple space ကိုလွယ်လွယ်ကူကူရှာလို့မရဘူး။ကျမတို့ကအဲ့ဆို simple space ထဲမှာပါဝင်တဲ့အရေးအတွက်ကိုရဖို့ရန်အတွက်ဆရာမတို့က tree line ကလည်းဆွဲလို့မရတဲ့အတွက် table လေးကိုဆွဲပြီးတော့စဉ်းစားပါမယ်။အဲ့ဆိုရင်ဆရာမတို့က two fair dice လို့ပြောတဲ့အတွက် answer တော့နှစ်တုံးဖြစ်တဲ့အတွက်ပထမက first time ဒုတိယက second time ဆိုပြီးတော့ပြည့် ထမအန်စာတော့မှလည်းမျက်နှာပြင်6ဖက်ဖြစ်တဲ့အတွက်1 2 3 4 5 6အန်စာတော့မှလည်းမျက်နှာပြင်6ဖက်ဖြစ်တဲ့အတွက်1 2 3 4 5 6မင်းတို့ကတိတိကျကျကနန်းလေးတွေကိုနေရာချမယ်ဘာဖြစ်လို့လဲဆိုတော့1ကိုကြော်ကြော်ပြီးဆွဲရလို့ပါဟုတ်ပြီဆရာမတို့က1နဲ့1နဲ့စုံတဲ့နေရာမှာဆိုရင်1 1နဲ့2နဲ့စုံတဲ့နေရာမှာဆိုရင်1 2 1နဲ့3နဲ့စုံတဲ့နေရာမှာဆိုရင်1 3 1နဲ့4နဲ့စုံတဲ့နေရာမှာဆို1.4 1နဲ့5နဲ့စုံတဲ့နေရာမှာ1.5 1.6ဆိုပြီးတော့ရေးထားပါတယ် ဟုတ်ပြီ2မှာလည်းအဲ့တိုင်းပဲ1အတိုင်းပဲရေးလို့ရပါတယ်3ကိုလည်း one time ပဲရေးလို့ရတယ်ကျမတို့က456ဆိုပြီးတော့ဆက်ပြီးတော့ရေးသွားလို့ရပါတယ်ကျမတို့ကခဏန်းနေရေးတဲ့အခါမှာ one နှစ်ခုကိုတစ်ခုထပ်ထပ်ပြီးပါသွားတာဖြစ်တဲ့အတွက်ဒေချာလေးရေးစေချင်ပါတယ်ဟုတ်ပြီကျမတို့ကအဲ့ဒါဆိုရင် first row မှာပါတာက6ခု second row မှာပါတာက6ခု third row မှာပါတာက6ခု fourth row မှာပါတာက6ခု fifth row မှာပါတာက6ခု sixth row မှာပါတာ6ခုဆိုတော့ total က36ဆိုပြီးရမယ်ကျမတို့က 2 face time ကိုသတို့ပြစ်လိုက်တဲ့အခါမှာပိုစေဘယ်အောက်ကန်းလို့ပြောတဲ့ simplicity pay ထဲမှာပါဝင်တဲ့အရေးအတွက်က36ရမယ်အဲဆို the simple space contains 36 out can ဟုတ်ပြီဆရာမတို့ကအဲဆိုရင် simple space ထဲမှာပါဝင်တဲ့ number of s လို့ခေါ်တဲ့ပိုစေဘယ်အောက်ကန်းအရေးအတွက်ကိုရပြီဘယ်ကနေရမှာလဲ table ဆွဲပြီးတော့ယူလိုက်တာ ဖြစ်ပါတယ်ဆရာမတို့က နံပါတ်8 The first time show fight ပထမကနန်းကဖိုက်ကိုပြတဲ့ဖြစ်တန်စွန့်ဆို The event ဖိုက်ကိုပထမကနန်းဖိုက်ဖြစ်နေတဲ့ဥစ္စာဆင်မတို့ကဖိုက်ဖြစ်နေတာကိုပြပါဆိုဖိုက်ဖြစ်နေတာကဆင်မတို့ကတဒန်းလုံးကပထမ fight ဖြစ်နေတာဖြစ်တဲ့အတွက်ဖြစ်လို့တစ်ခုလုံးဖြစ်တဲ့အတွက်ဘယ်နှခုရမှာလဲဆိုတော့6ခုဆင်မတို့အားဆိုရင်5,1 The event is 5,1 5,2 5,3 5,4 5.5 5.6ဆိုတဲ့အစုကြီးကိုရမှာဖြစ်ပါအဲ့ဆိုဒီအစုထဲမှာပေါင်းတဲ့အရေအတွက်ကဘယ်လောက်ရမှာလဲ6ဟုတ်ပြီ B of 51 the first time မှာဆိုရင်ဆရာမတို့က even ရဲ့အရေအတွက်က6 possible outcome ဆိုတဲ့ simple space ထဲမှာပါဝင်တဲ့အရေအတွက်က36 6 divided by 36ဆိုတော့အဖြေက1 divided by 6ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ number B က the sum of the number one the time is 7 time မှာပါဝင်တဲ့ ကနန်းနီရဲ့ပေါင်းလက်က7ဖြစ်တဲ့ဖြစ်တန်စွမ်းကိုလိုချင်တာဖြစ်တဲ့အတွက် the events လိုချင်တဲ့ဖြစ်ရပ်ကို is 6ဖြစ်တဲ့ဖြစ်တန်စွမ်း first row ကိုကြည့်မယ်ဆင်မတို့က6ဖြစ်တဲ့ဖြစ်တန်စွမ်းကတခုရမယ်ဆင်မတို့ကနောက်တစ်ခုက7ဖြစ်မဲ့ဖြစ်တန်စွမ်းဒိုင်းပေါ်မှာပါတဲ့ကိန်းနေနှစ်ခုပေါင်းချင်းအားဆင်မတို့က7ဖြစ်တာကိုလိုချင်တာဖြစ်တဲ့အတွက်ဆင်မတို့ကဒီဘယ်မှာကြည့်မယ်ဆိုရင်6ဖြစ်တာက1.6ကနှစ်ခုပေါင်းချင်း7 ူကောမာဖိုက်ကလည်းနှစ်ခုပေါင်းခြင်း7ဖြင့်3ကောမာ4ကလည်းနှစ်ခုပေါင်းခြင်း7ဖြင့်4ကောမာ3ကလည်းနှစ်ခုပေါင်းခြင်း7ဖြင့်5ကောမာ2ကလည်းနှစ်ခုပေါင်းခြင်း7ဖြင့်6ကောမာ1ကလည်းနှစ်ခုပေါင်းခြင်း7ဖြင့်ဆိုတဲ့ကျွန်မတို့ကနံပါတ်အရေအတွက်6ခုကိုရမှာဖြစ်ပါတယ်။အဲဆိုဆရာမတို့ကလိုချင်တဲ့ event ကြီးကိုရေးမယ်ဆိုရင် the event is 1.6 2.5 3.4 4.3 5.2 6.1ဆိုပြီးတော့ရမှာဖြစ်ပါတယ်အစူကြီးကိုအဲဆိုလိုချင်တဲ့ even ရဲ့အရေးအတွက်ကဘယ်နှခုလဲဆိုတော့6ခု silk အဲ့ဆို b or the sun is 7ပေါင်းညာ7ဖြစ်တာကအရေးအတွက်က silk ကျွန်တော်တို့ရဲ့ simple space မှာပါတဲ့အရေးအတွက်က36ဖြည့်ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က1 divided by 6ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်နံပါတ်စီက the even is the product of the number one the two times a greater than 24တဲ့နှစ်ခုမြောက်လာ24တဲ့ကြီးတာကိုဆရာမတို့ကမေးထားတာဖြစ်ပါတယ် the even is ဆရာမတို့ကရှာလိုက်မယ်ဆိုရင်နှစ်ခုမြောက်လက်24တဲ့ကြီးတာဖြစ်တဲ့အတွက်ကျမတို့က25ပါမှာပေါ့25ကနေစမှာပေါ့နှစ်ခုမြောက်လက်ဆိုတော့ကျမတို့ကကြီးလိုက်ရင်နှစ်ခုမြောက်လက်က25တဲ့မကြီးဘူးမကြီးတဲ့အတွက်ကျမတို့ကကြီးလိုက်မယ်ဆိုရင်ဒီမှာဆိုရင်25 24ထည့်ကြည့်တာ25 30ဆိုရင်ဆရာမတို့ကြည့်လိုက်မယ်ဆိုရင်30 36ဆိုပြီးတော့အဖြေကနံပါတ်က၄ခုရမှာဖြစ်ပါတယ်ဆရာမတို့လိုချင်တဲ့နံပါတ်စီရဲ့မိခွန်းရလိုချင်တဲ့ဖြစ်ရပ်ကို is 5.5 5.5ဆင်မတို့လိုချင်တဲ့ဖြစ်ရရဲ့အစုက5.5 5.6 6.5 6.6ဆိုတဲ့အစုကိုရမှာဖြစ်တယ်အဲ့ဆိုဒီအစုထဲမှာပါဝင်တဲ့အစုဝင်ရေတော့ကဘယ်နှခုလဲဆိုတော့၄ခုဟုတ်ပြီဆင်မတို့လိုချင်တဲ့ probability က protest is greater than 24တဲ့ မြောက်လက်က24ထက်ကြီးရမှာဖြစ်တဲ့အတွက်လိုချင်တဲ့အရေအတွက်ကလိုချင်တဲ့ even ရဲ့အရေအတွက်က4 simple space မှာပါဝင်တဲ့အရေအတွက်က36ယူသုံးလိုက်မယ်ဆိုရင်4 divide တက်ပိုင်း36 equal 1 divide တက်ပိုင်း9ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ဆရာမက exercise 7.1ရဲ့ number 6ကလေးကိုဆက်ပြီးရှင်းပြမှာ ဖြစ်ပါတယ်။ exercise 7.1မှာပါတဲ့ number 6မှာပေးထားတာက a spinner is equally likely 2. to anyone or the number 2 3 4 and 5 spinner မြားလဲတဲ့သူစက္ကူအဝိုင်းလေးမှာခဏလေးတွေရေးပြီးတော့လှဲ့မှာသူက equally likely ညီတူညီမျှ2 points အမှတ်တေစီသူ to anyone or the numbers 2 3 4 5အမှတ်တေစီတို့တခုစီတို့လှဲ့မယ် make a table or aura best table ပြုလုပ်ပါ aura best လေးပါတဲ့ table ကိုပြုလုပ်ပါ fast pin second pin order ဘဲမှာပါတာကပထမက fast pin ရဲ့ order fast pin ရဲ့ကနန်းနေပါမယ်ဒုတိယက second pin ရဲ့ကနန်းနေပါမှာဖြစ်ပါတယ်အဲ့လိုပါတဲ့ order ဘဲလေးတွေကိုရအောင် table ကိုပြုလုပ်ခိုင်းတာဖြစ်ပါတယ်မင်းကနောက်တစ်ခုမေးထားတာက find the probability of a two odd numbers နံပါတ် a နောက်ခုစလုံး odd number ဖြစ်တာကိုလိုချင်တာနံပါတ် b က an even number follow by odd number even number ရဲ့နောက်ကနေပြီးတော့ odd number လိုက်တဲ့ probability ကိုလိုချင်တာကိုမေးထားတာဖြစ်ပါတယ်။ဟုတ်ပြီ။ကျမတို့က table လေးရင်ဆွဲမယ်။သူကဆွဲဖို့အတွက်ပေးထားပြီးသား။ spin မှာပါတယ်၊မြားမှာပါတယ်။ကပ်ပြားမှာပါတဲ့ကနန်းတွေက2 3 4 5ကျမတို့ကအဲ့ဆို first spin ကလည်း2 3 4 5 second spin ကလည်း2 3 4 5ရှေ့မှာရှိတဲ့ spin ကို first spin လို့ထားမယ်2 3 4 5အပေါ်မှာရှိတဲ့ spin တွေကိုကျတော့ second spin လို့ထားပြီး second spin မှာလည်း first spin နဲ့အတူတူပဲ2 3 4 5လို့ပေးထားပြီးသားဖြစ်ပါတယ်အဲဆိုဆရာမတို့က2နဲ့2နဲ့စုံတဲ့နေရာက2,2 2.3 2.4 2.5ဆိုပြီးတော့2 3 4 5အတွက်ဒီဘက်က2 3 4 5အတွက် တေဘယ်ကိုဖြည့်ပြီးတော့ရေးလို့ရပါတယ်ပုံမှန်ပြထားတဲ့အတိုင်းရမှာဖြစ်ပါတယ်ကျမတို့ကဟုတ်ပြီအဲ့ဆိုတေဘယ်မှာပါဝင်နေအရေးအတွက်ကဘယ်လောက်ရသွားလဲဆိုတော့ကျတော့ first row မှာ4 second row မှာ4 third row မှာလည်း4 4ရောမှာလည်း4ဖြစ်တဲ့အတွက်ဆင်မတို့က16ဆိုပြီးတော့ simple space မှာပါဝင်တဲ့အောက်ကမ်းရေအတွက်က16ကိုရမှာဖြစ်ပါတယ်။နံပါတ် A က2 or number နှစ်ခုစလုံး or number ဖြစ်တာကိုကြည့်လိုက်မယ်ဆိုရင်နှစ်ခုစလုံး or number ဖြစ်တဲ့အတွက်33 35 53 55ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဆမတို့ login နဲ့ဖြစ်ရက3,3 3,5 5,3 5,5ဆိုတဲ့အစုကိုရမှာဖြစ်ပါတယ်အဲဆိုဆမတို့ login နဲ့ဖြစ်ရရဲ့အစုထဲမှာပါဝင်တဲ့အစုဝင်ရတဲ့က၄ခုရမှာဖြစ်ပါတယ်ဆမတို့က login နဲ့ probability က p or 2 or numbers equal 4 divided by simple pay ထဲမှာပါဝင်တဲ့အရေအတွက်စုစုပေါင်းက16လို့ပြောတဲ့အတွက်4 divided by 60 equal 1 divided by 4ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။နံပါတ် B နံပါတ် B မေးတာက an even number follow by odd number even number ရဲ့နောက်မှာ odd number လိုက်တဲ့ probability ကိုလိုချင်တာဖြစ်ပါတယ်ဆမောက်လိုချင်တဲ့ဖြစ်ရကြီးအားဆိုရင်ရှင်းရဆုံးဂိမ်းနောက်ကမှာဂိမ်းဖြစ်တဲ့အတွက်2,3 2,5 4,3 4,5ဆိုပြီးတော့အစုကိုရမှာဖြစ်ပါတယ်အဲဆိုဆမောက်လိုချင်တဲ့ဖြစ်ရရဲ့အစုဝင်ရေးအတွက် numbers ကကြတော့၄ခုဖြစ်ပါတယ်အဲဆိုဆမောက်တို့ကလိုချင်တဲ့မေးခွန်းဖြေက P or an even number follow vine and odd number ကိုလိုချင်ရင်လိုချင်တဲ့အရေအတွက်ကို d simple space မှာပါတဲ့အရေအတွက်နဲ့စားလို့ပြောတဲ့အတွက်4 divided by 60 equal to 1 divided by 4ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ဟုတ်ပြီ။သမားကမင်းတို့နောက်ထပ်စူးစမ်းပြီးတွက်ကြည့်ရမယ်အပုတ်တွေကို ပေးထားပါတယ်။ နောက်ပုံလေးပေးထားအဲ့အပုပ်ရဲ့အဖြေကိုလည်းမင်းတို့လိုအပ်ရင်စစ်ဆေးဆုံးဖြတ်လို့ရအောင်အောက်မှာအဲ့ဆမပေးထားတဲ့ပုပ်စာရဲ့အဖြေလေးတွေကိုလည်းနံပါတ် A ရဲ့အဖြေက5တပိုက်တပိုင်တွဲနံပါတ် B ရဲ့အဖြေကလည်း5တပိုက်တပိုင်တွဲနံပါတ် C ရဲ့အဖြေကလည်း1တပိုက်တပိုင်9ဆိုပြီးတော့အဖြေလေးတွေကိုပေးထားပါတယ်မင်းတို့လိုအပ်ရင်မင်းတို့ရလာတဲ့အဖြေကိုစစ်ဆေးလို့ရအောင်လို့ဖြစ်ပါတယ်ဆရာမဒီနေ့ရှင်းပြခဲ့တဲ့သင်ခန်းစာလေးတွေကိုဒေချာလေးကျင်ထားစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်